တရုတ်နိုင်ငံတွင်စိုးရင်ဖွဲ့ရာကူးစက်နေသည့် IDV တုတ်ကွေးမျိုးစိတ်ကွဲကပ်ပေအသွင်ဆောင်လာနိုင်ကြောင်းသတိပေးတရုတ်နိုင်ငံမွေးမြူရေးချမ်းများမှစိုးရင်ဖွဲ့ရာကူးစက်ပြန့်နှံ့နေသော IDV တုတ်ကွေးမျိုးဆက်တစ်ကိုရိတ်ဆန်များမှတစင်လူမလူတို့တစင်ကူးစက်နိုင်ကြောင်းသိရှိခဲ့ရသဖြင့်အတန်တိတ်နည်းဖြင့်အခြားနိုင်ငံများစီသို့ကူးစက်ပြီးကပ်ပေးအသွင်ဆာလာမီကိုပူပန်နေရတယ်လို့တရုတ်သူတင်သနာပညာရှင်များကိုယ်တိုင်ကထုတ်ပြန်လာခဲ့ပါတယ်။ရင်းတုတ်ကွေမျိုးဆက်သမ ्या ကိုတုတ်ကွေတီသို့မဟုတ် ITV လို့ခေါ်ဆိုခဲ့ပြီးခြံချိုးတရိတ်ဆန်ကုသရေးနေစေသိပ်ပံဌာနမှဥဆောင်သူတေသနာဖွဲ့များလေ့လာသုံးသပ်နေခဲ့ကြပါတယ်။လေ့လာမှုများအရလက်ရှိချိန်တွင်ကျွမ်းသားများတွင်သာအဓိကပြန့်နှံ့ကူးစက်နေတော့လဲ virus e အသွင်ပြေပြောင်းလာမှုများအရတရိတ်ဆန်မှလူသားတို့ကူးစက်နိုင်ကြောင်းလည်းတွေ့ခဲ့ရပါတယ်။ထို့နောက်လူမလူတို့ကူးစက်ပြန့်နှံ့နိုင်သဖြင့်လက်ရှိချိန်မှာတရိတ်ဆန်များအကြားကဘာနံကူးစက်သွားနိုင်သောအနေအထားအစ်စ်နေရာကိုရောက်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။ ် NGV virus ကို2012ခုနှစ်မှာဝက်များတွင်ကူးစက်ခဲ့သည်ကိုစတင်တွေ့ရှိခဲ့ရပြီးရောဂါလက္ခဏာများသည် Oklahoma virus ကနေဆင်တူနေကြောင်းသုံးသပ်ထားခဲ့ပါသည်။ Oklahoma virus နေဆင်တူနေကြောင်းသုံးသပ်ခဲ့ကြပါသည်။အဲ့ဒီနောက်ပိုင်းမှာစောင့်ကြည့်လေ့လာမှုအရ ဝက်ခဏိတဆင်နွားများတို့ကုဆကနွားခဏိတဆင်နွားချံလုံသားများစီစီတဲဆောင်ပြန့်နှံ့လာနိုင်သည့်အန္တရာယ်များကိုသတိပြုလာခဲ့ကြပါသည်။အခြားသော NDV တုတ်ကွေးဗိုင်းရပ်စ်များကိုလေ့လာရေးအဖွဲ့တစ်ဖွဲ့ကမကြသိမိကနှစ်ပေါင်းများစွာတွင်ရေဗိုင်းရပ်စ်သည်နိုင်ငံသစ်တိုက်သည့်သည်တို့ရောဂါလက္ခဏာများထူးခြားမှုမပြဘဲပြန့်နှံ့မှုရောက်ရှိမိဖြစ်ကဥရောပမြောက်နေတောင်အမေရိကအာရှအာဖရိကတိုင်းများအထိစိတ်သွေးမြေကလအုပ်ခွေများတို့ကုဆက်ပြန့်နှံ့နိုင်သည်ဟုဆိုကား ပုံမဆိုးဝါတော့အစင်များဖြင့်လူများကဘာပတ်ကူးဆက်လာမည်ဟုဆိုသောမျက်စိမပြတ်လည်လာဆောက်ကြည့်ရမည်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ NTV တုတ်ကေယောဂါဗိုင်းရပ်စ်သည်2023ခုနှစ်တွင်တရုတ်နိုင်ငံအရှေ့ပိုင်းမြောက်ပိုင်းနွားမွေးမြူရေးခြံများကနေတဆင့်ဆက်တွင်တွေ့ရှိခဲ့တာဖြစ်ကလည်လာမှုများအားထိတွေ့မှုသာမကလေတဲကနေတဆင့်ကူးဆက်ပြန့်နှံ့နိုင်ကြောင်းတွေ့ရပါတယ်။တရုတ်အရှေ့မြောက်ပိုင်းတွင်လူများကိုသွေးနမူနာများစစ်ဆေးခဲ့ရာတွင်80%ခန့်သည်ရေဗိုင်းရပ်စ်ကိုရင်း ကူးဆက်ခံရပြီဖြစ်ကြောင်းသိရှိရသဖြင့်ရိတ်ဆံမှတစ်ဆင့်လူသားတို့ကူးဆက်နိုင်ခဲ့သည်မှာထေချာခဲ့ပြီးလူမလူတို့ကူးဆက်ခြင်းထေချာရှိမရှိကိုဆက်လက်ဆောင်စမ်းနေကြဖြစ်ကြောင်းလည်းသိရပါဗျ။ရေဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းများကိုဆိုးဝါးစွာထိခိုက်စေကတာမန်တုတ်ကွေးများဖြင့်ပျောက်ကင်းနိုင်ရန်အတွက်ကုသမရသည်ကိုလည်းဆန်းသက်တွေ့ရှိသားသဖြင့်ကမ္ဘာကပေးအနေရများဖြစ်ပေါ်လာနိုင်သည်ဟုဆိုရင်ရကြောင်းခွန်ဘူဥဆောင်သောသုတေသနအဖွဲ့စာရမ်းများကထုတ်ပြန်ကြေညာလာခဲ့ပါသည်။နိုင်ငံအရှိပိုင်းမြောက်ပိုင်းနွားမွေးမြူရေးချက်များကလည်းတစဉ်စတင် တွေ့ရှိခဲ့တာဖြစ်ကလေးလာမှုများအရာထိတွေ့မှုသာမက လေတဲကနေတစဉ်ကူးစက်ပြန့်နိုင်ကြောင်းတွေ့ရပါသည်။တရုတ်အရှိမြောက်ပိုင်းတွင်လူများကိုသွေးနမူနာများစစ်ဆေးခဲ့ရာတွင်80%ခန့်သည်ရေဗိုင်းရပ်စ်ကိုရင်း ကူးဆက်ခံရပြီးဖြစ်ကြောင်းသိရှိရသဖြင့်ရိတ်ဆန်မတစ်စင်လူသားတို့ကူးဆက်နိုင်ခဲ့သည်မှာထေချာခဲ့ပြီးလူမလူတို့ကူးဆက်ခြင်းထေချာရှိမရှိကိုဆက်လက်ဆောင်စပ်နေကြဖြစ်ကြောင်းလည်းသိရပါဗျ။ရေဗိုင်းရပ်စ်သည်အသက်ရှူလမ်းကြောင်းများကိုစိုးဝါးစွာထိခိုက်စေကာတာမန်တုပ်ကွေးများဖြင့်